မင်္ဂလာပါတရင်းနဲ့မီဒီယာကွန်ရဲ့ NNG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊စောင်းမားတွေနဲ့ဆက်သွယ်မေးမြန်းချက်တွေကိုတင်ဆက်ပေးနေတာဖြစ်ပါရစေ။ NNG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရလဲရပါတယ်။ကျမအမီပါ ဒီနေ့သတင်းတွေထဲမှာတော့ကရင်မျိုးသားအစည်းအုံး KNU တမဟာ6နယ်မြေထဲကခဲတပ်ထုမိုင်းတွင်းတွေကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ ကချင်ပြည်မြစ်နာမျိုးပေါ်ကတီတာရက်ွက်မှာရှိတဲ့ဝန်ထမ်းအိမ်ရာတဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့လို့တယောက်သေဆုံးသွားပါတယ်တရင်လွာရီတဲမှာတော့လာရှိုးမျိုးသိန်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့ခရီးနီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF ရဲ့ခေါင်းဆောင်က လာရှိုးကိုစစ်ကောင်စီတပ်ကိုပြန်ပေးလိုက်ရတဲ့အပေါ်ဘလို့မျိုးပြောခဲ့တယ်လဲဆိုတာတွေကိုနားဆင်ရဖို့ရှိနေပါတယ် အခုတော့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ကရင်မျိုးသားအစည်းအရုံး KNU ရဲ့တမဟာ6နယ်မြေဒူပလာယာခိုင်တဲကတတ်ထုခဲမိုင်းတွင်းနေရာတွေကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။တမဟာ6နယ်မြေတဲကဖျားသုံးစုမျိုးနဲ့မကတာရွာနာမှာရှိတဲ့တတ်ထုခဲမိုင်းတွင်းနေရာတွေကိုစစ်တပ်ကဧပြီလ26ရက်နေ့မနက်ပိုင်းမှာလေရင်နဲ့လာရောက်ဘုံကျဲတက်ခိုက်ခဲ့တာလို့ဒေသခံတယောက်ကပြောပါတယ်။မြေပြင်မှာတိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲမကတာ ာယွာနာကတတ္ထုခဲမိုင်းတွင်းနေရာတွေကိုဘုံအလုံးရေ30နီးပါးကျဲခဲ့တာလို့ဆိုပါတယ်။ဒါအပြင်ဂရနီပြည်တဲကခဲတတ္ထုတူးဖို့ရေလောက်ွက်ရှိတဲ့မော်ချီဒေတာကိုလည်းဧပြီလ24ရက်နေ့နဲ့ဧပြီလ26ရက်နေ့တို့မှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့တာကြောင့်အရတားထိမှန်သိဆုံးမှုတွေရှိနေပါတယ်။အခုစစ်တပ်ကဘုံကျဲခဲ့တဲ့ KNU တပ်မဟာ6နေမြေတဲကတတ္ထုခဲမိုင်းတွင်းနေရာတွေကို2020နှစ်ကုန်ပိုင်းတုန်းကလည်းလေကြောင်းကနေဘု ုံကျဲခဲ့တာကြောင့်တရုတ်နိုင်ငံသားတွေအပါအဝင်မိုင်းတွင်းလုပ်သားတွေထိမှန်သိဆုံးခဲ့ကြပါတယ်။ ကချင်ပြည်မြစ်ချနာမျိုးပေါ်ကတိရရက်ကွက်မှာရှိတဲ့ဝန်ထမ်းအိမ်ယာတဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့လို့တယောက်သေဆုံးသွားပါတယ်။ဧပြီလ25ရက်နေ့ည7:00နာရီကျော်အချိန်လောက်မှာဖြစ်ခဲ့တာပါ။အဲ့ဒီလက်နက်ကြီးကြီးဟာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပခဘက်ကနေလှမ်းပြီးတော့ပစ်လိုက်တာဖြစ်တယ်လို့လည်းမြို့ကန်တွေကပြောပါတယ်။စစ်ကောင်စီတပ်ကမြစ်ချနာကနေဝိုင်းမော်ဘက်ကိုလက်နက်ကြီးတွေနဲ့တညာလုံးနှီးပါလှမ်းပစ်နေတယ်လို့မြို့ကန်တယောက်ကဆိုပါတယ်။ဧပြီလ26ရက်နေ့မနက်အထိလက်နက်ကြီးတန် ်တွေကြားနေရပြီးဗမော်ဘက်မှာတော့မြို့သိမ်းတိုက်ပွဲကဆက်လက်ပြင်းထန်နေပါတယ်မြစ်ကနဖက်ကန်လမ်းမှာလည်းစစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြားတိုက်ပွဲတွေဖြစ်နေပြီးဒေသခံတွေလည်းဘေးလွတ်ရာကိုဆစ်ရှောင်နေကြရပါတယ်မြစ်ကနဖက်ကန်လမ်းတလျှောက်ကရွာပေါင်း၁၀ရွာနီးပါးကဒေသခံတွေဟာလုံခင်းကျေးရွာအုပ်စုတွေကဖျားเจ้าနေရာတွေမှာဆစ်ရှောင်နေကြရတာဖြစ်ပါတယ် စကိုင်းတိုင်းမုံရွာမြို့နယ်ကံမြားကြီးကြီးရွာအုပ်စုတဲကရွာတော်ရွာမှာလက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲခဲ့လို့ပြည်သူလေးယောက်ထိမှန်တိုက်ဆုံခဲ့ပါတယ်။ဧပြီလ25ရက်နေ့မနက်ပိုင်းမှာမုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကနေခုနှစ်မိုင်အကွာမုံရွာသားစီလမ်းပေါ်မှာရှိတဲ့ရွာတော်ရွာကို60မမဘုံသီးသုံးလုံးပစ်ခတ်ခဲ့တာဖြစ်ပါတယ်။နှလုံးကရွာထဲမှာကြောက်ရောက်ပောက်ကွဲခဲ့တာဖြစ်ပြီးတိုက်ဆုံသူတွေထဲမှာတော့အသက်ကြီးပိုင်းအမျိုးသမီး2ယောက်ပါတယ်လို့ဒေသခံတွေကပြောပါတယ်။ တယ်။မုံရွာနမခကနေဧပြီလ23ရက်နေ့ညအစပြီးဧပြီလ25ရက်နေ့အထိလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်နေတာလို့ဆိုကြပါတယ်။စစ်မှုရာအာမဖန်စီခေါ်ဆောင်တာကိုခံခဲ့ရတဲ့သူ6ယောက်ဟာလက်နက်တွေနဲ့အတူဗတ်ပြောင်းခိုလုံလာတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဒီမော့ဆိုဒီမော့ဆို local PDF ကဧပြီလ26ရက်နေ့မှာထုတ်ပြန်ပါတယ်။ လက်နက်ငါလက်နဲ့ကြီးစံတွေခဲရန်တွေယူလာပြီးတော့ဗက်ပြောင်းခိုးလုံလာတာလို့ဆိုပါတယ်ဧပြီလ16ရက်နေ့က MA1 တနက်ငါလက် MA1G 455တောင်းជីបောက်16ခုလက်ပစ်ပုံ၄လုံးနင်းမိုင်း3လုံးជីការីအပါဝင်တခြားစစ်သုံးပစ္စည်းတွေလည်းပါတယ်လို့ထုတ်ပြန်ထားပါတယ်ပက်ပြောင်းလာသူတွေရဲ့ထွက်ဆိုချက်အရာစစ်ကောင်စီတပ်ထက်မှာမူရင်စည်းဝါးကိုစိတ်တိုင်းကျသုံးဆွဲရောင်းဝယ်ခွင့်ပေးထားတယ်လို့အနိုင်ကျင့်ညှဉ်းပန်းနှိပ်စက်မှုတွေလည်းမကြာခဏခံနေရတယ်လို့ဆိုပါတယ် ပဲပြောင်းလာသူတွေကိုတော့ငွေကြေးထောက်ပံ့မှုတွေပေးထားပြီးမိသားစုနဲ့ဆက်သွယ်နိုင်အောင်ကူညီပေးနေတယ်လို့ဒီမော့ဆိုလိုကယ် PDF ကထုတ်ပြန်ထားပါတယ်။ ဆက်ပြီးတော့သတင်းတော်တွေကိုတင်ဆက်ပေးသွားမှာပါလက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့်မြန်မာနိုင်ငံထဲကလူအတော်များများဟာအိမ်နီးချင်းထိုင်းနိုင်ငံတဲကိုထွက်ခွာမှုတွေကတစ်နေ့ထက်တစ်နေ့ပိုပြီးတော့များလာနေပါတယ်ဒါကြောင့်စစ်ကောင်စီကထိုင်းနိုင်ငံကိုတွားကြမဲ့နိုင်ငံတော်မှာရှိတဲ့အလုပ်သမားတွေကိုကန့်သတ်မှုတွေအစင်စင်လုပ်ထားပါတယ်ဒီအကြောင်းကိုတော့ကိုပီတာကတင်ဆက်ထားပါတယ်စစ်ကောင်စီလက်အောက်ခံအလို့သမားဝူကြီးဌာနကထိုင်းနိုင်ငံကိုတွားရောက်အလို့လုပ်ခဲ့ပေမဲ့ရွှေ့ပြောင်းလို့သမားတွေကို တလကိုအယောက်90လောက်ပဲတော့ခွေပြူတော့မဲဆိုပြီးမလ22ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးရောင်ချီဦးအလုပ်သမားများအဖွဲ့မှတာဝန်ခံကုမိုးကျော်ကခုလိုပြောပါတယ်သဘောတူကြတဲ့အာအေဂျင်စီကြီးရှိတယ်အဲ့အေဂျင်စီကြီးနဲ့ဒီကခေါ်တဲ့နိုင်ငံတွေကဒီယူကြီးကပေါ့ဒီယူကြီးကခေါ်တဲ့ list တွေနဲ့ပေါင်းပြီးတော့မှကိန်းကိန်းတွေတက်မှတ်ကြတာညာတိလားဟိုတယောက်ဟိုလူအစိုးရကနေပြီးသမောင်းကြီးဌာနကနေ blog post ဆိုတာယူမော့ဘူးအရင်ကတော့တိလား ခုကစစ်ကောင်စီတစ်ဆက်မှကြတော့စစ်ကောင်စီတစ်ဆက်မှကြတော့သူကတော့အမျိုးမျိုးလုပ်နေတာပေါ့ဗျာစစ်မှုထမ်းဥပဒေရှိတော့အဲ့ဒီကောင်တော့တက်ကိုကျုံးဝင်မှုတက်ကိုလည်းသူသူလုံနေပုံပေါ်တယ်ကျွန်တော်ဒီဘာလို့ဆိုတော့အလုတ်ထွက်လုတဲ့လူတွေအကုန်လုံးကအရွယ်ပေါင်းနေကြတယ်နိအရင်စစ်အာဏာမသိခင်ကာလဖြစ်တဲ့2019-2020ခုနှစ်အတွင်းအလုတ်သမားဥယျာဉ်နှစ်သိန်းကျော်အထိဆီလုခဲ့ပေမဲ့လည်းလက်ရှိလူဥယျာဉ်ကန့်တမှုတွေဖြင့်အချက်ဆက်၃ချက်နဲ့လည်းထပ်မံပြီးထုတ်ပြန်ကန့်တထားပါတယ်ဒီထုတ်ပြန်ချက်ထက်မှာအလုတ်ခေါ်စာတွေတင်ပြရခြင်း အလုတ်ခေါ်စာတွေကိုစစ်ဆေးခြင်းအလုတ်ခေါ်စာမှန်ကန်ကြောင်းအတည်ပြုပြီးဆောင်ရွက်ခွင့်ပြုခြင်းစာချုပ်ချုပ်ဆိုရန်တင်ပြခြင်းစာချုပ်ချုပ်ဆိုခွင့်ကိုစစ်ဆေးခြင်းစာချုပ်ချုပ်ခွင့်ပြုခြင်းတို့ကိုလည်းလုပ်ရမှာဖြစ်ပါတယ်။ဒါပြင် OWIC ကဖြစ်တဲ့ဖိပအလုတ်ကန်အလုတ်သမားတက်တီခံကပြပြုလုပ်ခွင့်တင်ပြခြင်း OWIC ခွင့်ပြုခြင်းအလုတ်သမားစီလုတ်ခွင့်ပြုရန်တင်ပြခြင်း အလို့သမားဝကြီးဌာနကစီစီခွင့်ပြုခြင်းပြပထွက်ခွာမီခွင့်ပြုအလို့သမားတွေစီရင်ကိုလေဆိပ်ရေဆိပ်နဲ့နေဆက်ဂိတ်ပေါက်တွေကိုပေးပို့ခြင်းပြပစီလွတ်မှု PC ချင်းဆိုင်ရာတည်င်းပို့ခြင်းအလို့သမားပြန်လည်ဝင်ရောက်ချင်းစုပြီးအဆင့်များစွာတတ်မှတ်ထားပါတယ်ကျွန်တော်တို့အခုကတခုပြီးတခုခန့်နေရတည်တယ်မလားတခုပြီးတခုလုံနေတယ်အာသူ့နောက်ကကြီးပဲ အာသူကထုံရသူဆိုးရမဟုတ်ဘူးလေသူဘာအမကန်ရလဲပြီးနေတာမဟုတ်ချားနိုင်ငံတွေလွတ်လို့ရှင်လို့ရှင်လေဘာတွေကူညီနိုင်တယ်လဲဘာမှလည်းမကူညီနိုင်ဘူးလူသမားကြီးတွေလူသမားအခွင့်အရေးဆိုင်ရာတွေအရင်ကသူ့လက်ထက်မှာလွတ်ထားတဲ့ MO နဲ့လွတ်ထားတဲ့လူသမားတွေဟလာအဲ့ဒီလူသမားတွေအများစုအများကြီးရှိနေတယ်အဲ့လိုလွတ်ထားတဲ့လူသမားတွေဟာဒီအခွင့်အရေးဆိုင်ရာကိစ္စရတွေကိုသူတကယ်ပဲပြည်စီကူညီလို့ဆောင်နိုင်လားမလို့ဆောင်နိုင်ဘူးအခွင့်တော့ကောက်မယ်စစ်ကောင်စီကထိုင်းနိုင်ငံထဲကလူသမားဆီလုံမှုဆိုင်ရာလုပ်ငန်းစဉ်တွေကို မေလ၂ရက်နေ့မှာစတင်ဆောင်ရွက်ခွင့်ပြုမှာဖြစ်ပြီးဂျပန်၊ကိုရီးယား၊စင်ကာပူ၊မလေးရှားစတဲ့နိုင်ငံတွေကိုလည်းအလုတ္တမဆေးလွတ်မှုဆိုင်ရာကတ်တန့်ချက်တွေကိုထပ်မံထုတ်ပြန်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။တရုတ်ရဲ့ဖိအားကြောင့်လက်လွတ်လိုက်ရတဲ့လာရှုမြို့ကို ပြန်ရယူဖို့လှုံ့ဆော်ရလိမ့်မယ်လို့ကရီးနီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ရဲ့ခေါင်းဆောင်ခွန်ပီထုကပြောဆိုလိုက်ပါတယ်။ဘာကြောင့်အခုလိုမျိုးပြောဆိုလိုက်တာလဲဆိုတာနဲ့ပတ်သက်ပြီး NMG သတင်းဌာနက SMI ရသတင်းပေးပို့ထားပါတယ် တို့ရဲ့ကြီးမားတဲ့ဖိအားတွေကြောင့်လာရှိုးကနေပြန်ဆုပ်ပေးလိုက်ရတဲ့အတွက်လာရှိုးပြည်သူတွေနဲ့ကိုကဲသက်အတွက်စိတ်မကောင်းဘူးလို့ကရင်အမျိုးသားများကာကွယ်ရေးသက် KNDF ဥက္ကဋ္ဌခွန်မီထူကပြောလိုက်ပါတယ် ဟုတ်ကန်လို့ဖက်ကနေပြီးမှပေါ့နော်ဒါအာဒီရွေးဖြစ်အောင်ကြုံးလို့ပေါ့နော်လတ်ရှုပ်ပြန်ပေးလဲရတယ်လတ်ရှုပ်ပြန်ပြီးမှပေါ့နော်ဆုတ်ပေးရတဲ့ဟာမျိုးတွေကြားရတဲ့တော့ပေါ့နော်ဒါလတ်ရှုပ်ပြည်သူလူထုနဲ့ဟောနော်ဒီကိုကန်ရဲပေါ်လည်းစိတ်မကောင်းပေါ့နော်အာအဲ့ဒါတော့အမှန်ကန်ပဲလတ်ရှုပ်မျိုးဟာကိုကက်သက် MNDAA အပါအဝင်မဟာမိတ်သက်တွေရဲ့အသက်တွေများစွာနဲ့ယင်းပြီးမှခက်ခက်ခဲခဲနဲ့တိုက်ယူထားတဲ့အတွက်ဒီလိုလွယ်လွယ်နဲ့လက်လွတ်လို့မရဘူးလို့ဆိုပါတယ် ဒါကြောင့်အခုချိန်ဟာခဏနောက်ဆုတ်ပြီးထားရပြီမဲ့အချိန်ကာလတစ်ခုရောက်ရင်နီလန်းပေါင်းစုံနဲ့လာရှုမျိုးကိုပြန်ပြီးရယူဖို့လှုပ်ဆောင်ရလိမ့်မယ်လို့ခူဘီထူကဆက်ပြောပါတယ်။အချိန်ကာလတစ်ခုလက်လို့ရရမှန်ပေမဲ့ပေါ့နော်။အခြားနီလန်းရှာပြီးမှပေါ့နော်ပြန်ပြီးမှရယူရလိမ့်မယ်ပေါ့နော်။ခြားနေရာမှာလည်းစစ်စင်ရေးပုံစံမျိုးမျိုးနဲ့ပေါ့နော်။ဒါကျွန်တော်တို့ပုံစံတစ်မျိုးနဲ့ပြန်သွားရလိမ့်မယ်ပေါ့နော်။ကရိန်ဒီအမျိုးသားများကာကွယ်ရေးတပ် KNDF ဟာလာရှုမြို့တိုင်တိုက်ပွဲမှာအခြားသောမဟာမိတ်တွေနဲ့အတူကိုကက်တပ်ဘက်ကနေဝင်ရောက်ကူညီတိုက်ခိုက်ပေးခဲ့ပါတယ် ကိုကက်တဲ့ MDAA ဟာ30 20ခွန်စစ်စစ်ရေးကာလဖြစ်တဲ့2024ခုနှစ်ဩဂတ်လအတွင်းစစ်ကောက်စီရဲ့အရှိမျောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေဆိုင်ရာလာရှိုးမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီးမဲ့အခုအခါတရုတ်ရဲ့ဖိအားတွေကြောင့်မြို့ပေါ်ကနေဆုတ်ခွာပြီးဖို့သဘောတူပေးလိုက်ရတယ်လို့မြင်ပြတဲ့ဒင်းရင်းမြစ်တွေကပြောပါတယ်။ ီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရန်နာမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊စောင်းမားတွေ၊ဆက်သွယ်မေးမြန်းချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကို နားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်။